ားလုံးမင်္ဂလာပါခင်ဗျာဗရိတ်ရကိမြမပြည်ရဲ့နောက်ဆုံးမြို့တော်ဖြစ်တဲ့မန္တလေးမြို့တော်ကို1856ခုနှစ်မှာတည်ထောင်ခဲ့တဲ့အတွက်ပြည်ရှားတွေတည်ထောင်ခဲ့တဲ့ရန်ကုန်မြို့တဲ့နောက်ကျတယ်လို့ယူဆကြပါတယ်ခင်ဗျာတကယ်ကမန္တလေးဟာအေယာဝတီနဲ့မြင့်ငယ်ဆုံးရာမြစ်တောင်ကျိုးကိုအခြေပြုပြီးတည်ဆောက်ကြတဲ့မွန်ဂိုပုံစံရွှေပြောင်းမြို့တော်ရဲ့ဝန်းမှာနောက်ဆုံးတည်တဲ့မြို့ဖြစ်ပြီး အနည်း900ကျော်ကြာမြင့်တဲ့အင်းဝမင်းနိုင်ငံလို့ အနောက်တိုင်းသမိုင်းတွေမှာ ဖော်ပြခဲ့တဲ့ဗရီဒရစ်ခ်ရဲ့နောက်ဆုံးမျိုးတော်ဖြစ်ပါတယ်ခင်ဗျာမင်းရစကိုင်းအင်းဝအမရပူရာမန္တလေးဆိုတဲ့မိုင်း20ပတ်ချာလယ်မှာတည်ရှိတဲ့မြို့တော်အစုဟာအညာအခြေပြုမြမမင်းဆက်တွေရဲ့ပကံအလွန်အာနာဘဟုချက်နဲ့ယဉ်ကျေးမှုပြတတ်ကြီးဖြစ်ခနစ်ခိတိတိုင်အောင်ထင်ရှားနေခဲ့ပါတယ်ခင်ဗျာ1853ခုနှစ်နောက်ပိုင်းမှာမြမပြည်အုပ်ချုပ်ရေးကိုရန်ကုန်နဲ့မန္တလေး ပြည်ထောင်အုပ်ချုပ်မှုနဲ့မြန်မာဘရင်အုပ်ချုပ်တဲ့အမျိုးသားမြန်မာနှစ်နိုင်ငံအကြားအားပြိုင်ကြရာကနေ1885ခုနှစ်မှာအမျိုးသားအထက်မြန်မာနိုင်ငံတော်ကြာဆုံးခဲ့ရပြီးရန်ကုန်စိတ်ကမ်းမြို့ကနေတောင်တန်းနယ်တွေအထိဖြန့်ကျက်တဲ့ကိုလိုနီစနစ်အတွက်ရောက်ရှိလာခဲ့ပါတယ်ခင်ဗျာအနည်း60ကျော်အုပ်ချုပ်ခဲ့တဲ့ပြည်ထောင်နဲ့3နှစ်ကျော်အုပ်ချုပ်ခဲ့တဲ့ဂျပန်တွေရဲ့လက်အောက်မှာနေခဲ့ရတဲ့မြန်မာပြည်ဟာ 1948ခုနှစ်ကနေစပြီးရန်ကုန်အခြေပြု ပြည်ထောင်စုနိုင်ငံအဖြစ်ပေါ်ထွန်းလာခဲ့ပါတယ်ခင်ဗျာဖြစ်ရရှာတွေနဲ့ဂျပန်တွေရဲ့လက်အောက်ကနေလွတ်မြောက်နိုင်ခဲ့ပေမဲ့ကန်ဆိုးလာတဲ့ဒီနိုင်ငံဟာနိုင်ငံဟောင်းတွေရဲ့ဝိညာဉ်တွေကိုသားသာတပြုမပေါင်းဆက်နိုင်တဲ့အတွက်ကွန်မြူနစ်နဲ့ဆိုရှယ်လစ်ဂိုင်းစစ်ပွဲကနေမြန်မာကရင်မွန်ရှမ်းကချင်ရခိုင်ဝတအန်းစတဲ့လူမျိုးစုံတို့ရဲ့အမျိုးသားနိုင်ငံအိမ်မက်ရှာတဲ့ မာရတွန်ပြည်တွင်စစ်ပွဲကြီးဟာယနေ့အချိန်ထိမပြီးဆုံးနိုင်အောင်ဖြစ်ခဲ့ရပါတယ်ခင်ဗျာဒီမာရတွန်စစ်ကိုလူများစုမြန်မာတွေကလာကြီးဆိုးတဲ့စစ်တပ်နဲ့တောင်ပေါ်နဲ့ကမ်းရိုးတန်းတွေလူနည်းစုတက်တွေအကြားအာဏာပြိုင်ပွဲလို့ရှုမြင်ရကနေ2021အာဏာသိမ်းပွဲနောက်ပိုင်းမှာတော့နယ်စပ်လွတ်မြောက်ရေးနယ်မြေတွေကနေအလန်ဒီအမတ်တွေနဲ့လူမျိုးစုတချို့တီထောင်တဲ့ NUG ခေါ်အမျိုးသားညီညွတ်ရေးအစိုးရမြန်မာအရက်ဘတ်နိုင်ငံရေးသမားတွေစုပေါင်းတီထောင်ကြတဲ့ တက်အတက်တွေနဲ့လူနည်းစုတက်တွေကြားမဟာမိတ်ပြူပြီးနှစ်60ကျော်အာဏာရခဲ့တဲ့စစ်တပ်ကိုပြန်လည်တွန်းလှန်စစ်အဖြစ်ပြောင်းလဲလာခဲ့ပါတယ်ခင်ဗျာဒါပေမဲ့လည်းအလန်ဒီကြီးစိုးတဲ့မြန်မာနိုင်ငံရေးတက်တွေနဲ့လူနည်းစု တက်တွေကြားအာဏာချိန်ခွင်ရှာမဲတင်ရေးမှာတော့စကားစစ်ထိုးလို့မပြီးဖြစ်နေကြပြန်ပါတယ်ခင်ဗျာနှစ်80နီးပါးအချိန်ထိကြာမြင့်ခဲ့တဲ့အမျိုးသားရေးစစ်ပွဲတွေမှာလူနည်းစုတိုင်းရင်းသားတွေကမြန်မာတွေရဲ့လက်ဝကြီးအုပ်မှုကိုတီးမခံနိုင်တော့တယ်လို့ LND တပ်ဘက်ကလည်းနိုင်ငံတော်ရဲ့နေမြေထက်ဝက်ကြောင်မှာနေကြတယ်။လူနည်းစုတိုင်းရင်းသားတွေနဲ့အာဏာခွဲဝေရေးကိုပင်လုံစာချုပ်တဲ့အနေနဲ့ဘလို့ချုပ်ရမှန်းမသိအောင်ပိုင်းဖြတ်ရခတ်နေတယ်လို့ယူဆမိပါတယ်ခင်ဗျာ။ဗိုလ်ချုပ်အောင်ဆန်းတို့ချုပ်ဆိုခဲ့တဲ့ပင်လုံစာချုပ်မှာတောင်ခွဲထွက်ခွင့်တွေကိုအတိအလင်းလက်မှတ်ထိုးခဲ့ကြပြီမဲ့စာချုပ်ပါအတိုင်းဖြစ်မလာခဲ့သလိုတိုင်းရင်းသားတွေအနေနဲ့ကလည်းဘရင်တွေလက်ထက်ကနေစပြီးကိုလိုနီလက်အောက်ကနေလွတ်မြောက်လာခဲ့ပြီးလွတ်လပ်ရေးရပြီးတဲ့အချိန်ထိ ဖြစ်ပျက်လာခဲ့တဲ့နိုင်ငံရေးတမိုင်းတွေအရမြန်မာလူမျိုးကြီးတွေအပေါ်မှာယုံကြည်ရခက်ခဲလာတဲ့အခြေအနေမျိုးစုံနဲ့ကြုံတွေ့လာခဲ့ရတဲ့အတွက်မြန်မာခေါင်းဆောင်ဆိုရင်ဘ ᱹ ရုကိုမှအလွယ်ယုံကြည်လို့မရတဲ့အထီအောင်ယုံကြည်မှုမဲ့နေကြပြီးမြန်မာတွေရဲ့အရေးအောက်ကလွတ်မြောက်ကြဖို့ဒါအတဲအတန်စူးစမ်းနေတယ်လို့တွေ့မြင်သုံးတက်မိပါတယ်ခင်ဗျာဒီလိုအမျိုးသားရေးဈေးစစ်ပွဲတွေမှာဈေးမတက်ဖြစ်ကြရာကနေနေမြေပိုင်နဲ့အာနာခွဲခြားရေးနဲ့ရေရှည်လက်တွဲမှုပိုင်းမှာအငင်းပွားလာတဲ့ ယုံကြည်မှုအပြန်အလှန်ကင်းမဲ့ကြတာဖြစ်ပြီးဒီမပြေလည်မှုတွေရဲ့အကျိုးဆက်အဖြစ်ဖက်ဒရယ်စစ်တပ်ကြီးကိုမထူထောင်နိုင်ခဲ့တာနဲ့အတူမြန်မာနဲ့လူနည်းစုတက်တွေပါဝင်တဲ့စင်မြိုင်အစိုးရအတွက်ပေါ်ထွက်မလာနိုင်တာတွေဖြစ်လာပြီးတွန်းလန့်စစ်ပွဲတွေကလည်းရှေ့ကျနေခဲ့ပါတယ်ခင်ဗျာဒီလိုမြန်မာအန်အန်ဒီအုပ်စုနဲ့လူနည်းစုတိုင်းရင်းသားတက်တွေကြားအနာဂတ်နိုင်ငံတက်ထူထောင်ဖို့ညှိနှိုင်းလို့မရနိုင်တဲ့အထက်နှစ်ဖက်စလုံးကလက်ခံနိုင်တဲ့အမျိုးသားနိုင်ငံရေးအမြင်မရှိတာကအဓိကအကြောင်းဖြစ်ပြီး ူနေစုတိုင်းရနာတက်တွေအချင်းချင်းကြားကနယ်မြေပိုင်နက်နဲ့အာနာခွဲဝင်မှုပြဿနာကနောက်ထပ်ဖြေရှင်းရမယ်ကိစ္စတရက်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီလိုအလဲပိုင်းလွေမြင်နေမြန်မာတွေနဲ့တောင်ပေါ်နဲ့ကန်ယူရနာတွေအကြားပြည်တော်စုအစ်စ်ဖွဲ့ရေးမှာမူလပင်မဖြစ်တဲ့မြန်မာတွေရဲ့နိုင်ငံပေါ်ပေါက်လာမှုပရိသတ်ကာလကိုပြန်ကြည့်ဖို့လိုလိုဒီထဲမှာလဲအစောပိုင်းပကံနဲ့ပကံမတိုင်ခင် ကာလတွေထက်ပကံကနောက်ပိုင်းကာလတွေဖြစ်တဲ့အင်းဝအခြေပြုမင်းဆက်တွေခစ်ကိုပြန်ကြည့်မှာ မြန်မာအမျိုးသားနိုင်ငံပေါ်ထွန်းလာမှုကို ပိုနားလည်မှာဖြစ်ပါတယ်ခင်ဗျာအင်းဝနိုင်ငံဟာမွန်ရှမ်းရခိုင်မဏိပူရထိုင်းတရုတ်စတဲ့အိန္ဒိယချင်းဗရိတိနိုင်ငံတွေနဲ့အားပြိုင်ပြီးလက်ရှိမြန်မာပြည်အလဲပိုင်းကနေလက်ရှိနယ်နိမိတ်ကိုကြော်လွန်တဲ့လက်နက်နိုင်ငံကြီးတွေကိုတီထောင်နိုင်ခဲ့ပါတယ်ခင်ဗျာစက်တုံးရာစုအကုန်ပိုင်းမှာ ပကံကိုမွန်ဂိုတွေဝင်ဖြတ်ပြီးတဲ့နောက်ရှမ်းမြန်မာညီနောင်၃ပါးကစုစည်းပြီးမြန်မာပြည်နဲ့ရှမ်းရုံးပြည်တွေဆက်ကြား အယာဝတီနဲ့မြင့်ငယ်မြင့်ဆုံရာတဝိုက်မှာမြို့ပြနိုင်ငံငယ်တွေထူထောင်ခဲ့ပါတယ်ခင်ဗျာမြင်းဆိုင်ပင်လယ်နဲ့မက္ခရာဆိုတဲ့လယ်တွင်းကိုခရိုင်အဝင်ကြောက်စဲနယ်မြို့ကလေးတွေကိုစတင်အခြေပြုထူထောင်တဲ့ဒီနိုင်ငံတွေဟာစစ်တီ6တိုင်းပါတဲ့တရုတ်ထိုးစစ်ကိုပန်းနာဆက်ပြီးနယ်မြေတည်ငြိမ်အောင်ကြိုးပမ်းခဲ့ကြောင်းဥကလာရဲ့မဟာရာဇဝင်ကြီးမှာပါရှိပါတယ်ခင်ဗျာညီငယ်ဆုံးပင်လယ်စားတေဟတူကအယာဝတီနဲ့မြင့်ငယ်မြင့်ဆုံရာရှေ့ဘက်ကန်တောင်ယွန်းယွန်းမှာ ပင်းရမြို့ကို1933ခုနှစ်မှာတည်ထောင်ပြီးသူ့ရဲ့သားတော်အတင်ခရာစောယွန်းကတော့1935ခုနှစ်မှာအေယာဝတီမြို့အနောက်ဘက်ကိုကူးပြီးစကိုင်းကိုတည်ထောင်ခဲ့ပါတယ်ခင်ဗျာနှစ်90အတွင်းမှာအဲ့ဒီမင်းမြိုင်နှစ်နိုင်ငံပြတ်သုံးပြီးတဲ့နောက်1965ခုနှစ်မှာတကောင်ပင်းရနဲ့စကိုင်းမင်းဆက်အနယ်တွေတဲကဖြစ်တဲ့သရိုးမင်းဖျားဟာပင်းရနားမှာပဲအင်းဝါဆိုပြီးအေယာဝတီနဲ့မြင့်ငယ်မြင့်ဆုံရာ အရှိတ်ဘက်ကန်းကတန်လျက်ခုံမှာ တည်ထောင်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီတရိုးမင်းဖျားရဲ့မင်းဆက်ဟာ1555ခုနှစ်မှာဘရက်နောင်ဝင်သိမ်းတဲ့အထိနှစ်200နီးပါးရှည်လျားခဲ့ပြီးမင်းဆက်18ဆက်စိုးစံခဲ့ပါတယ်ခင်ဗျာ1600ပြည့်နှစ်မှာတော့ဘရက်နောင်ရဲ့သားတော်ငယ်ညောင်ရမ်းမင်းရကြီးဟာအင်းဝကိုနေပြည်တော်ပြုပြီးဒုတိယအင်းဝမင်းဆက်ကိုတည်ထောင်ခဲ့ပြန်ပါတယ်ခင်ဗျာတောင်ကုန်ညောင်ရမ်းဆက်လို့သိခဲ့ကြတယ်ဒီမင်းဆက်ဟာ1952ခုနှစ်မှာမဟာဓမ္မရာဇာဓိပတိမင်းနန်းကြပြီး အမ္မာဝရီဘကိုးကိုပါတော်မူတဲ့အထိအင်းဝါကိုအခြေပြုပြီးမင်းဆက်ဆယ်ဆက်အုပ်ဆိုးခဲ့ပါတယ်ခင်ဗျာနောက်တစ်ခါ1952ခုနှစ်မှာရွှေဘိုကုန်းပောင်ကိုအခြေပြုပြီးမင်းဆက်တဲ့ထူထောင်ခဲ့တယ်အလောင်းဖျားရဲ့သားတော်ကြီးဖြစ်တဲ့နောင်တော်ကြီးမင်းလက်ထက်ကနေစပြီးစကိုင်းမှာနန်းပြန်ဆက်ရာကနေသူ့ရဲ့ညီတော်စင်ပြူရှင်မင်းလက်ထက်မှာအင်းဝါကိုနန်းတော်ပြန်ရွှေ့ခဲ့ပါတယ်ခင်ဗျာအဲ့ဒီနောက်ညီတော်ဘရုံမင်းခေါ်ဘိုးတော်ဖျားလက်ထက်မှာအင်းဝါမြို့မြောက်ဖက် ဧရာဝတီအရှိဘက်ကမ်းမှာအမရပူရမြို့တော်အစ်စ်ကိုထူထောင်ပြီးသူ့ရဲ့မြေးတော်စကိုင်းမင်းခေါ်ဘာကြီးတော်မင်းလက်ထက်မှာတော့အင်းဝါကိုပြန်ရွှေ့ပြန်ပါတယ်ခင်ဗျာဘာကြီးတော်မင်းရဲ့ညီတော်တာယာဝတီမင်းလက်ထက်မှာတော့အမရပူရကိုပြန်ရွှေ့ခဲ့ပြီးတာယာဝတီမင်းရဲ့သားတော်မင်းတော်မင်းလက်ထက်မှာတော့အမရပူရရဲ့မြောက်ဖက်မှာမန္တလေးမြို့အစ်စ်ကိုတည်ထောင်ပြီးသူ့ရဲ့သားတော် တိဘောမင်းလက်ထက်1885ခုနှစ်မှာအိန္ဒိယကိုပါတော်မူတဲ့အချိန်ဒီမန္တလေးမှာဆိုးဆန့်ခဲ့ပါတယ်ခင်ဗျာဒါကြောင့်ပကံပြက်ပြေးချိန်73ရာစုအကုန်ကနေမန္တလေးပြတ်တဲ့အချိန်19ရာစုကုန်ထိ2600နီးပါးကြာမြင့်ခဲ့တဲ့ကာလအတွင်းမှာမြမမင်းအများစုဟာတောင်ငူမင်းဆက်တွေဖြစ်ကြတဲ့တပင်ရွှေတီဘရင်နောင်နန္ဒဘရင်နဲ့ကုန်းမောင်မင်းဆက်အလောင်းဖျားတို့လက်ထက်အချိန်တွေကလွယ်ပြီးအခြားမင်းဆက်တွေဟာ အင်းဝသဝိုက်မှာနန်းဆိုင်ကြတာများတဲ့အတွက်မြန်မာနိုင်ငံကိုအင်းဝနိုင်ငံဆိုပြီးအနောက်တိုင်းတမိုင်းတွေမှာပေါ်ပြကြပါရယ်ခင်ဗျာ။ပင်ရစကိုင်းအင်းဝခစ်ကနေညောင်ရန်ကုန်းမောင်ခစ်အထိရှည်လျားတဲ့ကာလအတွင်းဒီအညာမင်းဆက်တွေအခြေပြုပြီးစိုးစံခဲ့ကြတယ်။အေယာဝတီမြင့်ငယ်ဆောင်ရမှာမြို့တော်ဟောင်းတွေထဲမှာလူတိအများဆုံးကမန္တလေးဖြစ်ပြီးအမရပူရအင်းဝစကိုင်းမြို့တွေက နောက်ကလိုက်ပါရယ်ခင်ဗျာ။မန္တလေးဟာ လက်ရှိအချိန်ထိမြန်မာပြည်မှာဒုတိယအကြီးဆုံးမြို့တော်ဖြစ်သလိုယဉ်ကျေးမှုမြို့တော်အဖြစ်လည်းသတ်မှတ်ခံရဆဲဖြစ်ပါတယ်ခင်ဗျာတရုတ်နဲ့အိန္ဒိယကိုသွားတယ်ကုန်တွေလမ်းကြောင်းတွေပေါ်မှာတည်ရှိတဲ့ဒီမြို့ဟာမြန်မာစီးပွားရေးမှာအရေးကြီးတဲ့လမ်းဆောင်မြို့ကြီးအဖြစ်လည်းတည်ရှိနေပြန်ပါတယ်ခင်ဗျာမန္တလေးကနေစပြီး73ရာစုကနေ79ရာစုအတွင်းပေါ်ထွန်းခဲ့ကြတဲ့အေယာဝတီမြင့်ငယ်စုံရကမြို့ဟောင်းတွေကိုပြန်ကြည့်ရင်မြန်မာတွေရဲ့ယဉ်ကျေးမှုနဲ့ အမျိုးသားရေးဝါဒပေါ်ထွန်းလာပုံကိုတွေ့နိုင်ကြသလိုမြန်မာလူမျိုးရဲ့အမတ်တညာအဖြစ်ပြောစမှတ်ပြုစရာပြည်သူကအဆောက်အုံတွေပေါ်များလာကိုလည်းတွေ့ရနိုင်ပါတယ်ခင်ဗျာတကယ်ကရန်ကုန်မြို့ဟာမြန်မာတိုင်းနိုင်ငံလုံးရဲ့မြို့တော်အဖြစ်1885ခုနှစ်ကနေ2006ခုနှစ်အထိနှစ်120ကြီးပွားခဲ့ပြီးမြန်မာအမျိုးသားပြရုပ်အဖြစ်ပြစရာဆိုလိုရှေးဟောင်းအမွေအနှစ်အနေနဲ့ရွှေကုန်ဖျားအပြင်လှစ်တော်ဟောင်းတရားရုံးချုပ်ဟောင်း ဝင်းကြီးများယုံဟောင်းမြို့တော်ခမ်းမှာဘူချုပ်ပြတိုက်တင်ကြီးစီဘူချုပ်စီရန်ကုန်တက်ကရူကဘာအေးလှိုင်ကူရန်ကုန်နီးပညာတက်ကရူအင်အားလိတ်ဟိုတယ်နဲ့ကရဝိစားတဲ့ကိုလိုနီခေတ်နဲ့လွတ်လပ်ပြီးခေတ်ကပြည်သူကလက်ရာတွေပဲအများစုရှိတဲ့မြို့ဖြစ်ပါတယ်။ဒါကြောင့်မန္တလေးအင်းဝါနဲ့စကိုင်းတဝိုက်ဟာပုဂံနဲ့အပြိုင်မြန်မာအမျိုးသားရင်ကျင်းမှုလက်ရာအဆောက်အအုံတွေအများဆုံးစုဝေးနေတဲ့မြို့တော်စုဖြစ်ပါတယ်ခင်ဗျာ။ မန္တလေးဟာမြန်မာမင်းနေပြည်တော်အဟောင်းတွေရဲ့ပုံစံမြို့ကွက်ချပုံကို အပြည့်အစုံလေ့လာနိုင်တဲ့မြို့ကြီးဖြစ်ပြီးကျုံမြို့ယူထင်းထင်းရှားရှားရှိတဲ့မြို့ဖြစ်ပါတယ်ခင်ဗျာအင်္ဂလိပ်စာရေးဆရာတယောက်ရေးခဲ့တယ်မန္တလေးတို့သွားရလန်းဆိုတဲ့ကဗျာကိုအစွဲပြုပြီးကဘာကျော်ခဲ့တဲ့မြို့မှာကျုံမြို့ယူပေါင်ဂျင်းနဲ့သူရမဇရတန်းရဲ့အလှကထင်ရှားခဲ့ပါတယ်ခင်ဗျာမန္တလေးကျုံနဲ့နမ်းမြို့ယူဟာတရုတ်ပြည်ဘေကျင်းမြို့တော်ကလူဝင်ခန့်နမ်းမြို့လောက်မကြီးပေမဲ့ သူ့အလှနဲ့အတူထင်ရှားတဲ့ကျုံးမျိုးရိုးဖြစ်ပါတယ်ခင်ဗျာ။နမ်းမျိုးအရှိမြောက်တော့မှတည်ရှိတယ်။မန္တလေးတောင်ဟာလည်းမန္တလေးမြို့နဲ့အနီးတစ်ဝိုက်ကိုအပေါ်စည်းကမြင်ရတဲ့တဘာဝမျောစင်ကြီးလိုဖြစ်နေပါတယ်ခင်ဗျာ။မြို့ရဲကိုကြည့်လိုက်ရင်လည်းရခိုင်ကိုတိမ်ပြီးပြင့်လာတဲ့မဟာမုနိရုပ်ရှင်တော်ကြီးကမန္တလေးမြို့တောင်ပြင်မှာ အထင်ရှားရှိပြီးမြန်မာနိုင်ငံတော်မှာလည်းရွှေတကုံဖျားပြီးရင်အထင်ရှားဆုံးဖျားဖြစ်ပါတယ်ခင်ဗျာ။နမ်းမြို့အရှိပြင်က ကုရတော်ဖရာမှာတော့ပစ္စမတန်ခါကျရနာသင်မင်းတော်မင်းရကြီးရဲ့ကုရတော်ဖြစ်တဲ့ပြိတကကြောက်စာ926ချက်ကိုရေးထွင်းပူဇော်ထားလို့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးအဖြစ်လဲထင်ရှားပါတယ်ခင်ဗျာဒီဖရာအနီးနားမှာရှိတဲ့မင်းတော်မင်းရဲ့ကြောက်တော်ကြီးဖရာရွှေချောင်းအတုမရှိကျောင်းတော်ကြီးတို့ဟာလဲပြည်တွင်းပြည်ပခီးသွားတွေအလာများတဲ့ဖရာကျောင်းကံတွေဖြစ်ပါတယ်ခင်ဗျာမန္တလေးမြို့ထဲမှာလဲဖရာကျောင်းကံတွေအပြင် ကိုလိုနီခေတ်ကတည်ဆောက်ခဲ့တဲ့ဈေးကြော်ကြီးကထင်ရှားပါတယ်။ရွှေဆိုင်၊ကြောက်စစ်၊ကျေးသွန်းအချိတ်လုံးကြီး၊ကမ္မဝါစာ၊နိဘက်ပကြီးစတဲ့မြမရိုးရလက်မှုလုပ်ငန်းတွေလည်းမန္တလေးမြို့အနှံ့မှာထွန်းကားသလိုထုံးမုံလာမုံလက်ဖက်စတဲ့အစားအသောက်လုပ်ငန်းတွေနဲ့အငိမ့်ဆိုင်စက်တပင်နဲ့မဟာကိရပညာတွေထွန်းကားတဲ့မြို့ကြီးလေးဖြစ်ပါတယ်ခင်ဗျာစီးပွားရေးကောင်းပြီးအမှုပညာမျိုးစုံထွန်းကားတဲ့အတွက်မန္တလေးမြို့တော်မှာ တကြံကထိန်နဲ့ဖျားပွဲတွေကိုခန်းခန်းနာနာကျင်းပါတယ်ပြီးမြမဆန်တဲ့ပွဲတော်မျိုးကြီးအဖြစ်လဲလူတီများခဲ့ပါတယ်ခင်ဗျာမန္တလေးအရှိအနောက်တောင်ပြင်နဲ့မြောက်ပြင်တွေမှာဘယင်ခေတ်ကတည်းကစောက်လို့လူတန်းခဲ့တဲ့ဘုံကြီးကျောင်းနိုင်ကြီးများအများအပြားအထင်ရှားသိရှိပြီးမြမပြည်မှာရဟန်းတန်ကအများဆုံးမျိုးကြီးအဖြစ်ထင်ရှားခဲ့ပါတယ်ခင်ဗျာဒီထဲမှာတရေကြီးဥကျော်မိသားစုကစောက်လို့လူတန်းခဲ့တဲ့မစိုးရင်တိုင်ဟောင်းရွှေချင်းကန်းကျောက်ဌာနာ မဟာဝိဒ္ဒရာယုံတိုက်တဲ့ဖျားကြီးတိုက်မိုးကောင်းတိုက်မြတောင်တိုက်စတဲ့ကျောင်းတိုက်ကြီးတွေပါဝင်ပြီးစကိုင်းနဲ့အမရပူရမှာရှိတဲ့ကျောင်းတွေနဲ့ပေါင်းပြီးမြမပြည်ရဲ့တန်ခါအချက်အချာနယ်မြေဖြစ်လဲသိရှိခဲ့ပါတယ်ခမောင်းရောမင်းကြီးအုပ်ချောင်းကိမမင်းကြီးရဲ့တာကဝန်ကျောင်းနဲ့မြို့တည်အတွင်းဝင်ရဲ့ရွှေရည်ဆောင်ကျောင်းတို့လိုဥရောပပုံစံဖုန်ကြီးကျောင်းတို့တွေလည်းကြံရစ်ခဲ့ပါတယ်ခမောင်းဘုရားဘာသာဘုရားကျောင်းကံတွေအပြင် မင်းတို့မင်းလှူဒန်းခဲ့တယ်ခရိယန်တန်တဲ့ចောင်းတော်နဲ့ပါရမူပြီးကြတဲ့ကရှိတယ်အမေရိကန် ABN တာရနာပြုចောင်းကြီးလည်းရှိပါတယ်ခင်ဗျာမန္တလေးအရှိပြင်းမနော်ရမဦးရင်တော်မှာကိုရီးပြားယောဂကုတာပေးဖို့စေယုံဖွင့်လှစ်ပေးခဲ့တယ်ကက်သလစ်ဘုန်းတော်ကြီးတွေနဲ့တိလရှင်တွေရဲ့စိန်ကျွန်းဖရာចောင်းကြီးရှိတယ်လို့မြို့လေတရုတ်တန်းမှာလည်းလက်ဖုံးဖရာចောင်းကြီးဟာအထင်ရှားရှိပါတယ်ခင်ဗျာဒါအပြင် ်ဘရင်အမှုဒန်းမွ슬လင်စစ်မှုဒန်းတွေနဲ့အရက်ဘတ်အမှုဒန်းတွေကဗလီတွေကိုလည်းဒါဇန်နဲ့ချီပြီးမန္တလေးမှာရှိပါတယ်ခင်ဗျာဒီထဲမှာယူနန်ကပန်းလေးဗိုလ်ချုပ်ကြီးရဲ့ကုလိုဖြစ်တဲ့1868ခုနှစ်ကလေးကတိဆောက်ခဲ့တဲ့ပန်းလေးဗလီနဲ့ဘိုးတော်ဖျားခက်1985ခုနှစ်မှာတည်ခဲ့တဲ့ရွှေဘုံရှိန်ဗလီတွေဟာထင်ရှားခဲ့သလိုမင်းတော်မင်းအမှုဒန်းနဲ့အသောတော်ခံတွေတည်တဲ့ဂျွန်ဗလီစင်ကြုံးဗလီတွေလည်းနာမည်ကြီးပါတယ်ခင်ဗျာ ဗောရိကုန်းနဲ့သမီးတော်ဇေဘမှာလည်းပုံနာဖျားเจ้าတွေအထင်ရှားရှိပါတယ်ခင်ဗျာဘယင်ကလက်ရာတွေအပြင်ကိုလိုနီခေတ်1936ခုနှစ်မှာကြာဆုံးတဲ့အာဇာနည်၁၈ဦးဗိမာန်မန္တလေးအမျိုးသားကြောင့်အင်ဒိုရာစီရီစတဲ့အမျိုးသားရေးလှုပ်ရှားမှုနဲ့ဆိုင်တဲ့အထိတ်မှတ်နေရာတွေအပြင်စစ်ပြေးခေတ်အထက်မြန်မာပြည်ပညာရေးမှာအရေးကြီးတဲ့မန္တလေးတက္ကသိုလ်နဲ့မန္တလေးစေတက္ကသိုလ်စကားပြောသလိုစာရင်းကြီးကိုနှိုးဆော်ခဲ့တဲ့လူတို့တင်းစားအတိုက်အပြင် မန္တလေးတကြံတမိုင်းမှာထင်ရှားတဲ့နဂါးဆေးလိတ်ခုံလဲမန္တလေးမှာသိရှိပါရခင်ဗျာမြန်မာပြည်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးကပေါ်ထွက်ပြီးနိုင်ငံအဆင့်ထင်ရှားသူတွေထဲမှာကိုလိုနီခေတ်ကမန္တလေးဥပဦးဥရဇက်ဖဆပါလခေတ်ကဘိုခင်မောင်ကလေးမဆလခေတ်ကဦးမင်းကောင်ဒေါက်တာမောင်မောင်နဝဒခေတ်က ဘိုးကြောင့်ဝန်ကြီးစောမောင်စတဲ့ဝန်ကြီးတမတနဲ့စစ်ကောင်းဆောင်တွေရှိသလိုပညာရှင်စီးပွားရေးလူမှုရေးနဲ့အမှုပညာနယ်တွေမှာ ထင်ရှားသူတွေလည်းများလာပါတယ်ခင်ဗျာမန္တလေးတောင်ဘက်မှာကက်လျက်တီရှိတဲ့အမရပူရခေါ်တောင်မြို့ကိုတော့မန္တလေးနဲ့မြို့ညီအမားလို့ခေါ်ပြီးအဲ့ဒီမြို့ကတောင်တမန်အင်းနဲ့ဥပိန်တရာဟာလည်းထင်ရှားပါတယ်ခင်ဗျာအဲ့ဒီမြို့မှာပဲရှင်အောင်နိုင်ရန်စေးရည်တွေရှိတဲ့ကြောက်တော်ကြီးဖျားနဲ့ လှပတဲ့ငကယုံဖျားရှိသလိုအေယာဝတီမြစ်ကမ်းတစ်ဘေးကရွှေကျက်ရဲ့ရွှေကျက်ကြဖျားတွေရဲ့ရှုခင်းကလည်းကြော်ကြားပါတယ်။အမရပူရမြို့ပြင်မှာတော့ခဏခေတ်လက်ရာကြောက်စိန်ဖျားရှိပါတယ်ခင်ဗျာ။လွတ်လပ်ပြီးခေတ်မြမပြည်တာနာရေးမှာအရေးကြီးတဲ့အရှင်စနကဘိဝန္ဒရဲ့မဟာကန္နာယုံကျောင်းတိုင်နဲ့တရားနီးပြအကျော်မုတ်ကုတ်ဆရာတော်သတင်းသုံးခဲ့တဲ့မင်္ဂလာတိုက်တွေလည်းအမရပူရမှာပဲရှိပါတယ်ခင်ဗျာ။ ဘာကရတိုက်မှာတော့မြားဒဏ္ဍဆရာတော်စုဆောင်းခဲ့တဲ့ပိရကကျမ်းဂန်ပေပရပိုက်တွေနဲ့ရှေဟောင်းဖျားဆင်းတို့တော်တွေကိုပြာကန်းတပွဲ တွေ့ရှိရပါတယ်ခမောင်းအမရပူရမှာဘိုးတော်ဖျားခက်ကလေးကတည်ရှိတယ်။ကွန်ရင်စီပုံကြောင်းအပြင်အယုဒ္ဓယာကခေါ်လာတဲ့ထိုင်းဘရင်အုပ်ကူရှိတယ်လို့ယုံကြည်ကြတဲ့လင်စင်ကုံတုတ်တံမှာလည်းအစ္စလမ်သာရဏပိုင်းအပြစ်ရှာဟုဆိုင်နီကူနဲ့ဆရာကြီးဥနုကူတွေကိုကနေ့တစ်ထိတွေ့ရပါတယ်ခမောင်း အမရဘုရမြို့အပြင်မှာနှစ်စဉ်ကျင်းပတဲ့ရတနာကူနတ်ပွဲကိုလည်းတောင်ပြုံးပွဲအဆက်နတ်ပွဲအဖြစ်စီစီကားကားကျင်းပခဲ့ကြပါတယ်။တောင်တမန်အင်းဆောင်မှာရှိတဲ့တောင်လေးလုံးကျောင်းကိုတော့မြန်မာစာရေးဆရာတွေရဲ့မွေးနေ့အခမ်းအနားတွေကျင်းပရာနေရာအဖြစ်လူတီများပြီးတမိုင်းပညာရှင်ဒေါက်တာတန်းထွန်းရဲ့အုပ်ဂုကိုလည်းဒီကျောင်းအနားမှာတွေ့ရှိနိုင်ပါတယ်ခင်ဗျာ။အမရဘုရမှာမန္တလေးစကိုင်းမြို့တွေလိုပဲချိတ်လုံးကြီးနဲ့ရက်ကန်းလုပ်ငန်းတွေထွန်းကားပါတယ်။ နိုင်ငံရေးဘက်မှာကိုလိုနီခေတ်ကဝန်ကြီးအမရပူရဥပဒေထင်ရှားခဲ့သလို1988နောက်ပိုင်းမှာ22နှစ်ထောင်ကြခဲ့တဲ့ LND ရဲ့ဒုဥက္ကရာဒေါက်တာဇော်မြင့်မောင်ကိုလည်းအမရပူရအမတ်အဖြစ်လူတီများခဲ့ပါတယ်ခင်ဗျာမြန်မာပြည်မှာနှစ်400နီးပါးမြို့တော်ဖြစ်ခဲ့တဲ့အင်းဝမြို့မှာရှေအောင်အစအဦးကြီးကြီးမားမားအဖြစ်နမ်မတော်မေနုရဲ့ကုလိုတော်မေနုအုပ်ချောင်းကြီးနဲ့ဘားကရာချောင်းလေးတက်ချောင်းစတဲ့ဖုန်ကြီးချောင်းတွေအပြင် အင်းဝဘရင်ပထမမင်းကောင်လက်ထက်ကတိဆောက်ခဲ့ပြီးမင်းတို့ရဲ့မောင်ဥဟိုက ပြုတ်ပြင်တဲ့မဟာဇေယပထတရာကြီးလဲတိရှိပါရခင်ဗျာရတနာစီမီဖျားစုတရာဦးမင်္ဂလာစေရီနဲ့ပင်းရရွှေစည်းကုံစေရီတွေလဲအင်းဝနဲ့အနီးတစ်ဝိုက်မှာထင်ရှားပြီးနမ်းမြို့တဲကနမ်းမြင့်တားတော်ကံတမိတော်ကံတွေအပြင်စင်ကြုံခန္ဓာနဲ့တပြိုင်ခန္ဓာဆိုတဲ့မင်းတို့မင်းလက်ထက်တိဆောက်ခဲ့တဲ့ခန္ဓာတွေလည်းရှိပါရယ်ခင်ဗျာ မြန်မာမင်းဆက်နှစ်အရှည်ဆုံးစိုးစံခဲ့တဲ့အင်းဝမျိုးအကြောင်းကိုလိုနီခေတ်ကမရှင်တီဆိုတဲ့ရွှေအင်းဝတချင်းကလည်းခဏတိုင်လူဒီများစဲဖြစ်ပြီးရှင်မဟာတီလဝန္တာရှင်မဟာရထသာရတို့ခေတ်ကနေကြည်အောင်ကိုလေးအင်းဝဂုံရင်နဲ့နုနုရီအင်းဝတို့ခေတ်အထိအင်းဝရေကန်မြေကန်ကပေါ်ထွန်းခဲ့တဲ့စာပေဓမ္မာတွေလည်းအများအပြားရှိပါတယ်ခင်ဗျာမြန်မာစာပေဟာပကံခေတ်ကစတယ်ဆိုပေမဲ့အင်းဝညောင်ရမ်းနဲ့ကုန်းမောင်ခေတ်တွေမှာရေးဖွဲ့ခဲ့တဲ့ စာပေလင်္ကာစုတွေကပဲလက်ရှိမြန်မာစာပေကိုဩဇာလွှမ်းခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီစာပေတွေကရွေးကောက်ပြီးမြန်မာစာညွန်ပေါင်းကျမ်းအဖြစ်ကိုလိုနီခေတ်မှာထုတ်ဝေခဲ့တယ်လို့ဒီကန်ဝင် စာပေတွေကိုတက္ကသိုလ်မြန်မာစာဌာနတွေကတစဉ်မျိုးဆက်တစ်တွေစီကိုဖြန့်ဖြူးခဲ့ကြတဲ့အတွက်အင်းဝကုန်းမောင်ခေတ်စာပေရင်ကျေးမှုဟာ20ရာစုမြန်မာမျိုးချစ်စိတ်ဖြစ်ပေါ်မှုမှာကြီးမားတဲ့ကဏ္ဍကပါဝင်ခဲ့ပါတယ်ခင်ဗျာအင်းဝနဲ့အမရပူရတစ်ဖက်ကန်းကစကိုင်းမြို့ဟာ နန်းတဲ့290ကျော်တာရှိပေမဲ့မြန်မာမင်းအဆက်ဆက်ရဲ့ကောင်းမှုကုလိုတွေပေါ်များတဲ့စကိုင်းတောင်ရိုးကြောင်ထင်ရှားပါတယ်ခမောင်းစကိုင်းမြို့ပြင်ကတာလွန်မင်းကုလိုတော်ကောင်းမှုတော်ဖရာကြီးကိုစကိုင်းတဝိုက်မှာအထင်ရှားတွေ့ရတယ်လို့ငါရက်ကြီးဖရာစင်များရှင်ဖရာထူပါယုံစေဒီစတဲ့စကိုင်းမြို့ရဲကဖရာတွေကိုလည်းဖရာဘူးလာလူတွေများပြားပါတယ်ခမောင်းစကိုင်းတောင်ရိုးကစွမ်းဦးပုံညာရှင်စေဒီပရမညာစေဒီရှင်မေနန်ကိုင်းစေဒီစတဲ့စေဒီဖရာတွေအပြင် တိလောကဂုရုလှန်ကူဥမြင်60ဥမြင်30စတဲ့ဥမြင်တွေကိုလည်းလူတိများပါတယ်။တောင်ချေစိန်လန်းဂျောင်းတွေတိမ့်တန်ဆိုတဲ့ဇကားနဲ့အညီဗရောက်ချောင်းပရက်ကမချောင်းအနုရောဒါချောင်းစတဲ့ဇကန်းတောင်ရုံမူလချောင်း၉ချောင်းကနေပြန်ပွားထူထောင်ကြတဲ့ဘုံကြီးချောင်းပေါင်းရာချီရှိပြီးတရဏာပိုင်နဲ့ဆရာတော်အစဉ်အဆက်နှစ်ပေါင်းရာချီတရင်300တောထွက်တရားကျင်ရာဂျောင်းတွေလည်းဖြစ်ပါတယ်ခင်ဗျာ။မျက်မှောက်ခေလက်ရအဖြစ် တိရဂူဗုဒ္ဓတက္ကရူထင်ရှားတဲ့စကမ်းရဲ့မြစ်ကမ်းဘေးမှာတော့ဘယင်ခက်ကအစီကံခံတတ်သိရှိပါတယ်။စကမ်းမြောက်ဖက်မင်းကောမှာတော့ဘိုးတော်ဘုရားခက်ကပထိုးတော်ကြီးမြတ်တိန်န်စီရီခေါလောင်ကြီးနဲ့ချင်းတဲ့ကြီးဆိုတဲ့ကုရတော်ကြီးတွေအထင်ရှားသိရှိပြီးမင်းကောခေါလောင်ကြီးကိုကမ္ဘာတတိယအလေးဆုံးခေါလောင်လို့လူတိများပါတယ်ခင်ဗျ။ဒုတိယကမ္ဘာစစ်ပြီးခက်မှာတော့ ပြည်ကသုံးပုံကိုအာကုံဆောင်ပြန်ဆိုနိုင်တဲ့မင်းကုန်းဆရာတော်ဥဝိစိတ်တသာရာဘိဝန္တကြောင့်မင်းကုန်းကိုလူတိပိုများခဲ့ပြီးမင်းကုန်းတိပိတကနိကာယအကြောင်းကြီးဟာလည်းအထင်ရှားသိရှိခဲ့ပါတယ်ခင်ဗျာမြန်မာပြည်အလဲပိုင်း၆တွေ့ရဲ့နေမြန်မာသိရှိတဲ့ဒီမျိုးဟောင်းတွေမှာခေအဆက်ဆက်မှာတက်ကယ်ဝါတစ်သားတွေနဲ့စောက်တဲ့အဆောက်အဦတွေများလို့မိဘအကြိမ်ကြိမ်ကြုံခဲ့ရပြီးစစ်မှတ်ဘေးတွေလည်းတွေ့ခဲ့ရပါတယ်ခင်ဗျာနောက်ဆုံးကြုံတွေ့ခဲ့တဲ့စစ်ဘေးကတော့ တီဘောမင်းနန်းကြပြီးနောက်မန္တလေးနဲ့အနီးတစ်ဝိုက်မှာဖြစ်ပွားတဲ့ပုံကန်ထကြွမှုတွေနဲ့1940နဲ့1945ဒုတိယကမ္ဘာစစ်1948ကနေ1950ကျော်အထိအညာမှာဖြစ်ခဲ့တဲ့ပြည်တွင်းစစ်နဲ့2021နောက်ပိုင်းအခုလက်ရှိအချိန်တွေမှာကြုံတွေ့နေရတဲ့နောက်ဆုံးတစ်ကြော့ဖြစ်ပါစေလို့ဆုတောင်းနေတဲ့ပြည်တွင်းစစ်တွေဖြစ်ပါတယ်ခင်ဗျာဒီစစ်မီးကြီးတွေအတွင်းမန္တလေးတစ်ဝိုက်ကအတုမရှိတိုက်တော်မှန်ကြောင်မြောင်ကြောင်စတဲ့ ရှီယန်တည်သားလက်ရမွန်ចောင်းကြီးတွေမိလောင်ခဲ့တယ်လို့ကမ္ဘာစစ်ပြီးကနေ1945ခုနှစ်မှာလဲမဟာမိတ်ဘုံတန်ကြောင်နောက်ဆုံးလက်ကျန်မြမနန်းတော်ကြီးမိတင့်ပြကြခဲ့ပါတယ်ခင်ဗျာနောက်ထပ်လဲအေယာဝတီမြကန်းဘေးကမြို့တွေဖြစ်လို့ရေဘေးအကြိမ်ကြိမ်ကျုံခဲ့ရပြီးရေစည်းနဲ့အတူចောင်းကန်ဖျားတွေအများအပြားမျောပါခဲ့ဦးပါတယ်ခင်ဗျာအင်းဝတမျိုးတည်းမှာတင်ငလင်း15ချိန်ထက်မကလှုပ်ခဲ့လို့ရှီဟားလက်ရအများအပြားပြက်စီးခဲ့ပါတယ် 1839ခုနှစ်အင်းဝငလင်ကြောင်းအင်းဝနမ်းမြင့်မြော်စဉ်တင်ဆောင်ပြီးမင်းတို့အုပ်ချုပ်ကြီးပျက်စီးခဲ့သလိုမင်းတွင်ခေါလောင်ကြီးမြေပေါ်ပြုတ်ကြပြီးမင်းကွန်ပထိုးတော်ကြီးလည်းအပ်ကွဲခဲ့ပါတယ်1956စကိုင်းငလင်ကြောင်းစင်များရှင်စီရီပြိုကျခဲ့ရပါတယ်ခင်ဗျာမင်းမေးလို့ခေါ်ရမယ်အုပ်ဆိုးသူတွေရဲ့ဖြက်စီးမှုမှာလဲမန္တလေးမြောက်ပြည်မှာပါတော်မူကားစားကမြမဘရင်ခစ်ဖုန်ကြီးချောင်းတွေကိုဖျက်ပြီးပြိရိရှာတက်နယ်မြေတွေလောက်တာရှိခဲ့ပြီး 1988နောက်ပိုင်းစစ်အစိုးရခက်မှလဲကိုလိုနီခက်လက်ရာဈေးကြိုကိုဖျက်ပြီးဈေးတကြီးစောက်ခဲ့လို့နိုင်ရင်စင်ပဲကြံရစ်ခဲ့ပါရခင်ဗျာမင်းဆွေမင်းမျိုးတွေနဲ့ငွမျိုးမတ်မျိုးတွေကိုမြုပ်နှံရာတင်းတိုင်းတော်ကိုလည်းဖျက်ပစ်ခဲ့ပြီးရောမင်းကြီးဥပိုးလိုင်ရဲ့အုပ်ကူတာကြံရစ်ခဲ့ပါရရဟန်းတောက်တံကိုဖျက်သိမ်းချိန်မှာကြံနေခဲ့တဲ့ကွန်မြူနစ်ခေါင်းဆောင်ကိုဘာဟင်းရဲ့အုပ်ကူကိုလည်းအရင်စစ်အစိုးရခက်မှဖျောက်ဖျက်ပစ်ခဲ့ကြပါရခင်ဗျာ ခေတ်ဆက်ဆက်ဒီကက်ဘေးတွေကိုကြော်လွန်ပြီးမန္တလေးစကိုင်းဒေသရဲ့နာမည်ကျော်တကြံပွဲ၊နတ်ပွဲ၊ကထိန်ပွဲစတဲ့ရိုးရာပွဲလမ်းတွေနဲ့ဒလစ်ရိုးရာတွေကိုထိန်းသိမ်းခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။ရှင်အောင်အဆောက်အုံတွေပြိုပြက်ပြီးအချိန်ချင်းအစ်စ်ပြန်ဆောက်ခဲ့ရပြီမဲ့မန္တလေးစကားမန္တလေးအကမန္တလေးဂီတမန္တလေးပကြီနဲ့ပန်းဆယ်မျိုးအမှုပညာတွေအပြင်ဘာသာရေးကမ်းရှိုင်းမှုမျိုးချစ်စိတ်ကြီးမားမှု ခင်မင်းရင်းနှီးမှုတွေနဲ့ထုံမွန်းနေတဲ့မန္တလေးစိတ်ဓာတ်တွေကြောင့်ဒီမျိုးဟောင်းသားတွေကိုမျိုးစွဲကြီးတယ်ဆိုပြီးပြောစမှတ်ရှိခဲ့ပါတယ်ခင်ဗျာဒီလိုနေရဲ့အစွဲအလန်းတွေနဲ့ပဲမျိုးချစ်စိတ်အညာချစ်စိတ်ကနေနိုင်ငံချစ်စိတ်အထိထူထောင်ခဲ့ကြပြီးမန္တလေးဟာမျိုးဝက်သေးတချင်းတွေအများဆုံးဆက်ဆူခံရတဲ့မြို့ဖြစ်ခဲ့ပါတယ်ခင်ဗျာ2025ခုနှစ်မတ်လ28ရက်ငလင်မှာတော့မန္တလေးအင်းဝစကိုင်းတဝိုက်ကရှေးဟောင်းလက်ရဖျားကျောင်းကန်နေနဲ့ တိုက်တာအဆောက်အုံအများပြား ပြိုလဲမြေခခဲ့ပါတယ်ခင်ဗျာဒီထဲမှာစစ်ဘေးမိဘေးငလင်ဘေးတွေကလွန်ခဲ့တဲ့နှစ်ရာကျော်ပုဂ္ဂလိကနေအိမ်အဆောက်အုံတွေ ပါခဲ့သလိုဗလီနဲ့ဖျားချောင်းဘုံချောင်းတွေလည်းပျက်စီးခဲ့ပါတယ်ခင်ဗျာဒီငလင်မှာအရင်ကထိခိုက်ပျက်စီးခဲ့တဲ့ကျောင်းကံဖျားတွေပြန်ပြိုကျပျက်စီးတာတွေရှိခဲ့ပြီးမင်းနုအုပ်ချောင်းနဲ့အင်းဝကဇေဒီပရိုအများအပြားထိခိုက်ပြိုလဲကမင်းကောမြတ်တိန်တန်ဇေဒီလဲ ပျက်စီးခဲ့ရပြန်ပါတယ်ခင်ဗျာမန္တလေးမဟာမွနီမှာတော့1884ခုနှစ်ကမိဘအပြီးမှာတိဘောမင်းဆက်ကပ်ခဲ့တဲ့ရွှေရားမကိုက်တော်ရိုင်းဆောင်ခဲ့ပါတယ်ကိုလိုနီခေတ်ကတည်းကမြမအမျိုးသားရေးပုံရိပ်အဖြစ်မှတ်ယူခဲ့တဲ့မန္တလေးနမ်းမြူရိုးနဲ့တကားပြတ်တက်တွေပြိုကျပျက်စီးခဲ့လို့နိုင်ငံမှာလဲစိတ်မချမ်းမွေဝရာများစွာနဲ့ကြုံတွေ့ခဲ့ရပါတယ်ခင်ဗျာနှစ်ပေါင်းများစွာပြုပြင်ခွင့်မရခဲ့တဲ့ ဗလီတွေပြိုကျလို့တောက်ကြနေဝစ်ပြူနေတယ်အစ္စလမ်ဘာသာဝင် အများအပြားတည်ဆုံးခဲ့ရပါတယ်မြန်မာပြည်မှာဒုတိယတီထောင်တဲ့မန္တလေးတက်ကရိုမီးလောင်ပြီးအာဇာနည်16ဦးဗိမ္မာန်လည်းပြိုလဲခဲ့ပါတယ်ခင်ဗျာဒီလိုပျက်စီးမှုကြီးမားပေမဲ့လည်းမန္တလေးဟာအကြိမ်ကြိမ်ရှင်သန်ထမြောက်တဲ့ဖိနစ်ငတ်တဲ့သူကြောင့်စာရေးဆရာမြတ်တန်းတင်ကမန္တလေးမီးလောင်အပြီးမှာရေးခဲ့ပူပါတယ်ဒီတစ်ခါကပ်ဘေးကမန္တလေးနဲ့ စကိုင်းမြို့ဟောင်းဒေတာကြီးပြန်လဲထားမြောက်လာမလားမြမရင်ချင်းမှုအမွေအနှစ်အဆောက်အုံတွေကိုခင်မီနီးတွေနဲ့ပိုပြီးရေရှည်ခံအောင်ဘယ်လိုပြုပြင်ကြမလဲဆိုတာကတော့ရှစ်ဆက်ရမယ်ခရီးချမ်းပဲဖြစ်ပါတယ်ခင်ဗျာမြို့တော်ဟောင်းတွေကအမှုပညာလက်ရာမွန်တွေပြုကြပျက်စီးကုန်ပေမဲ့ဒီလက်ရာတွေနဲ့ဆိုင်တဲ့စိတ်ကူးစိတ်တန်းတွေကတော့ကိတာစာပေရုပ်ရှင်ဇာတ်ပင်တွေမှာတင်ကြံခဲ့ပြီဖြစ်ပါတယ်ဒီအမှုပညာအတွေးကပဲ နောက်လာမဲ့မျိုးဆက်တွေအတွက်လက်ရမွန်အစ်စ်တွေဖန်တီးကြဖို့နဲ့ပျောက်ဆုံးသွားတဲ့လက်ရဟောင်းတွေကိုလွမ်းဆွတ်ကြဖို့အားပေးနေမှာဖြစ်ပါတယ်။မြောင်းကြီးတွေကိုချစ်တဲ့စိတ်နဲ့အခြေပြုပြီးကိုလိုနီခေတ်မှာအမျိုးသားရေးဝါဒပေါ်ထွန်းခဲ့သလိုဒီမျိုးတွေပျက်စီးမှုကြောင့်အစ်စ်ပြန်လဲထူထောင်ဖို့တောင်းအားတွေပေါ်လာခဲ့ပြီးလူမှုပြောင်းလဲရေးလှုပ်ရှားမှုတွေဖြစ်လာနိုင်ပါတယ်။ဒီလိုမရနိုင်တော့တဲ့ဗြိတိသျှခေတ်ဟောင်းကိုတန်းတပြီးမျိုးချစ်စိတ်ထူထောင်ရမှာ မန္တလေးကမူးမတ်ဟောင်းနေတဲ့ရန်ကုန်ဆင်းသွားတဲ့တခင်ကိုတော်မိုင်းလိုအညာဆန်တဲ့အောက်မြမာပြည်သားအစာဆိုးတွေကကြီးစိုးခဲ့ကြောင်းလဲဒေါက်တာတန်းထွန်းနဲ့ဒေါက်တာဖြိုးဝင်းလက်လိုပညာရှင်တွေကရေးခဲ့ပါတယ်မစ္စတာမောင်မန်းရဲ့မှာတော်ပုံဝတ္ထုကြီးမှာမန္တလေးတဝိုက်မှာကျင်လည်ခဲ့ကြတဲ့ပရိသတ်တွေရဲ့ဇက်ကြောင်းကိုပြန်ပြောင်းရေးဖွဲ့ရင်းအမျိုးသားရေးစိတ်သက်ကိုလှုံ့ဆော်ပေးခဲ့တာပါဒီလိုဘုရားဘာသာကိုအခြေပြုတဲ့တိုင်းရင်းစာပေနဲ့ ဘာသာစကားကိုအားပေးတယ်မြို့ချစ်ဝါဒပုံစံတွေကိုဗမာလူလူတွေမှာတင်မကပဲရခိုင်မွန်ရှမ်းစတယ်တခြားဘိုးဓာဘာသာများတယ်လူမျိုးစုတွေမှာလည်းတွေ့ရပြီးကရင်ချင်းကချင်နဲ့ကရင်နီစတယ်ခရိယံဘာသာဝင်တွေများတယ်မြို့ရဲစုတွေမှာခရိယံအခြေပြုခေတ်ပေါ်အမျိုးသားရေးဝါဒတွေကိုလည်းတွေ့ရှိရပါတယ်ခင်ဗျာဒီလိုဘာသာရေးအခြေပြုအမျိုးသားရေးဝါဒတွေကလည်းကွာဟမှုတွေရှိနေပြန်ပါတယ်ခင်ဗျာ ဒီကွာဟမှုတွေကပဲလက်ရှိမြန်မာပြည်နိုင်ငံရေးစစ်ပွဲကြီးမှာဖြစ်ရှင်းရခတ်တဲ့အကြောင်းရင်းတည်းရဖြစ်နေပြန်တယ်လို့ယူဆမိပါတယ်ခင်ဗျာအစောဒီနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာကျွန်တော်ကတော့စီစဉ်တင်ဆက်သူဟိန်းစာပဲဖြစ်ပါတယ်ခင်ဗျာ